မြန်မာနိုင်ငံအလဲပိုင်းတွင်မက်လ28ရက်နေ့လှုပ်ခတ်ခဲ့သောငလင်ကြောင့်စစ်ကောင်စီကမတရားအကျဉ်းချထားသောဒေါ်အောင်ဆန်းစုကြည်နှင့်တမရဥဝင်းမြင့်အပါဝင် နိုင်ငံရေးအကျဉ်းသားများအခြေအနေကိုအထူးစိုးရိမ်ဟုအမျိုးသားညီညွတ်ရေးအစိုးရနောက်ဝန်ကြီးချုပ်ယုံပြောခွင့်ရဦးနေဖုံးလက်ကပြောဆိုလိုက်သည်ယနေ့ပြုလုပ်သောပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း2025တွင်ဘင်းကအထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည် ငလျင်တန်ကျောက်မန္တလေးအိုးဘိုထောင်ထဲကအဆောက်အဦအချို့ပြိုကျပျက်စီးတယ်လို့လည်းသိရပါတယ်။ဒီလိုအခြေအနေမှာမတရားထောင်သွင်းအကျဉ်းချခံထားရတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးရဲ့အခြေအနေကိုကျွန်တော်တို့အထူးစိုးရိမ်ကြောင်းပြောလိုပါတယ်။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့အခြေအနေစိုးရိမ်စရာမရှိဘူးဆိုတဲ့သတင်းအစအနအချို့ရပေမဲ့ဒါဟာလည်းယာနှုံးပြစ်တီချတဲ့ကိစ္စမဟုတ်တာကြောင့်ဒီထက်ပိုပြီးတီချတဲ့သိရှိရမှုလိုအပ်ပါတဲ့ဟူဦးနေဘုံလက်ကဆိုသည် အကျန်းဖက်စစ်ကောင်စီကဒေါ်အောင်ဆန်းစုကြည်ကိုနေပြည်တော်တွင်ချုပ်နှောင်ထားပြီးတမရအုပ်ဝင်းမြင့်ကို တောင်လူထောင်တွင်အကျဉ်းချထားသည်လက်တလောနိုင်ငံရေးအကျဉ်းသားများကိုစစ်ကောင်စီကဖမ်းဆီးချုပ်နှောင်ထားသောမန္တလေးဥပိုလ်ထောင်တွင်ငလင်လုတ်ခတ်ခြင်းအဆောက်အဦပြုကြပြီးအ ਨੇ စုံလူလေးဦးတည်ဆုံးကြောင်းထိခိုက်ဒဏ်ရာရရှိသူ၁၀နှစ်ဦးအထိရှိနိုင်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ဖဖင်မှဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကရန်ကုန်ခက်တဲ့တည်င်းဌာနသို့ပြောကြားသည် ထို့ပြင်ပြိုကျလူဆဲထောင်ချင်းဆောင်များရှိအခန်းများတွင်အကျဉ်းသားပေါင်း160ခန့်ကိုအတင်းထိုးထည့်ထားကြောင်းအကျန်းဖက်စစ်ကောင်စီနေဖြင့်အကျဉ်းထောင်တွင်တည်ဆုံမှုကိုစနစ်တကျအတည်ပြုထုတ်ပြန်ရန်လိုအပ်ကြောင်းရင်းကထောက်ပြပြောဆိုသည့် စစ်ကောင်စီထုတ်ပြန်ထားတဲ့လူဦးရေအရေးအတွက်တွေထဲမှာအချင်းထောင်တွင်းကတေဆုံတဲ့လူတွေပါတယ်မပါဘူးဆိုတာသိဖို့လိုအပ်ပြီးမှတကယ်လို့ပါတယ်ဆိုရင်တော့မှစနစ်တကျနဲ့အတည်ပြုမှုထုတ်ပြန်မှုလိုအပ်တယ်ဒီလိုမထုတ်ပြန်ခြင်းဟာအချင်းထောင်တွင်းတေဆုံမှုတွေကိုစစ်ကောင်စီအနေနဲ့သတင်းဖုံးထားတဲ့ဟာကိုလုံးဝလက်မခံနိုင်ဘူး အချင်းထောင်တွင်တည်ဆုံမှုအရေးအတွက်ဘလောက်တည်ဆုံထားရဲဆိုတာရှင်းရှင်းလင်းလင်းထုတ်ထုတ်ပြန်ဖို့လိုအပ်တယ်လို့ပြောချင်ပါတယ်ဟုမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ဖီမာဦးဆောင်ကောမတီဝင်းကိုတိုက်ထွန်းဦးကပြောကြသည့်အချင်းထောင်တွင်ရှိအဆောက်အုံနှင့်အုပ်ယိုးများမှာငโกမူလကလေးကကြန့်ခိုင်မှုနေပါပြီးအဆောက်များမှာပြိုကျလူဆဲဆဲဆောင်များဖြစ်ကြောင်းနှစ်ကာလရှည်ကြသည့်အဆောက်များဖြစ်သည့်အပြင်လူဦးရေမြပြစွာထားသည့်အတွက်အဆောင်များဤခန်းနိုင်ရာသည်ငโกမူလကလေးကအားနည်းနေခြင်းဖြစ်ကြောင်း ရင်းကထောက်ပြထားသည်ထို့ပြင်ငလေလုတ်ခတ်ချိန်မှာအကျဉ်းထောင်တန်းပိတ်ချိန်ဖြစ်ပြီးငလေနှစ်ကျိန်လုံးပြီးသွားသည့်အချိန်အတော်ကြာမှသာအကျဉ်းသားများကိုတကားဖွင့်ပေး၍အပြင်ထွက်ခိုင်းကြောင်းငလင်ကြောင့်အကျဉ်းထောင်အဆောင်နေရများမျက်နှာချက်များပြိုကျ၍ထိခိုက်မိသူများရှိကြောင်းနိုင်ငံရေးအကျဉ်းသားမိသားစုဝင်တချို့ကဆိုသည်ကျွန်တော်အကိုကအိုးဘိုထောင်မှာအကျန်းဖက်ပုံမှန်နဲ့ထောင်ကျနေတာပါမလ28ညပိုင်းမှာအဆောင်လဲပြန်မဝင်ပဲ အပြင်ထွက်အိတ်ချင်ပါတယ်လို့မနေ့တောင်းပန်ပြောကြတဲ့လူအုပ်ကြီးကိုထောင်ကကြောက်ပြီးအပြင်မှာအိတ်ခွင့်ပေးပါတယ်မလ26ရက်နေ့မှာအဆောင်ထဲကိုစိုးအတင်းပြန်ဝင်ခိုင်းပါတယ်တော့ကိုတော့ဖွင့်ပေးထားမယ်လို့ပြောပါတယ်မဝင်ချင်ကြောင်းပြောတဲ့အခါအပြင်မှာစစ်တပ်တဆွဲထားတဲ့ခူလန်းခေါ်လိုက်မယ်ဆိုပြီးချင်းချောက်ပါတယ်ဟုနိုင်ငံရေးအကျဉ်းသားဤမိသားစုဝင်ကရန်ကုန်ခေတ်သစ်တင်းဌာနသို့ပြောကြသည် ANDAA ကကလင်ပေးတဲ့သူတွေအတွက် ကုတ်ခိုင်မျိုးမီပွိုင်းမှာ အလူကောက်ခံပြီးကိုကတ် NNDA အဖွဲ့ကမြို့မဆေးအလဲပေါက်မှာကောက်ခံရာခွင့်ပြုချက်မတောင်းဘဲအလူငွေကောက်ခံနေဆိုတဲ့အကြောင်းပြချက်နဲ့ TLAA က NNDA အဖွဲ့ကိုလာရောက်တားမြစ်ခဲ့တာကြောင့်ရန်ဖြစ်ခဲ့ကြတယ်လို့သိရပါတယ်။နေရာတကာမှာပြဿနာလိုက်နေတဲ့အဖွဲ့လို့ပဲမြင်ပါတယ်။သူတို့လည်းမင်းအွန်လိုင်းနဲ့တပုံစံတည်းပဲအာနာယူနေတဲ့ကောင်တွေလို့ပဲပြောလိုက်ရင်မှန်မယ်ထင်ပါတယ်။ 在节目区。 ကိုကောင်နဲ့ပလောင်နဲ့ရံဖြစ်နေကိုကောင်နဲ့ကိုကောင်နဲ့ဟိုအလူငွေကောက်ကောက်တဲ့ဟာပလောင်နဲ့ကလာတိန်ခံလို့အဲ့ဒါရံဖြစ်နေကြတယ် ကိုကောက်နေလူငယ်ကောက်တဲ့ဟာကိုဘလောင်လေးလာတင်ခိုင်းတာငလင်ဖေးတဲ့လူငယ်ကောက်တဲ့ဟာအဲ့ဒါဘလောင်လေးလာရှာရှည်လာတင်ခိုင်းတာ 哦。漂亮。 ကြည့်ရှုအားပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်စိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေမြန်မာပြည်အမြန်ငြိမ်းချမ်းပါစေကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးနှိပ်ပေးကြဖို့တောင်းဆိုပါရစေ